တောင်တရုတ်ပင်လယ်ရေးမှာအရှေ့တောင်အာရှနိုင်ငံတွေကိုသွေးခွဲပြီးဖိအားပေးဖို့တရုတ်ကကြိုးပမ်းနေတယ်လို့အမေရိကန်ကဆွဆွဲလိုက်ပါတယ်။လာမယ့်နှစ်တွေမှာတောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးအရှေ့တောင်အာရှနိုင်ငံတွေကိုသွေးခွဲပြီးဖိအားပေးဖို့တရုတ်ကကြိုးပမ်းနေကြောင်းအမေရိကန်ပစိဖိတ်ရေတပ်တမှုချုပ်ဗိုလ်ချုပ်ကြီးစတီဗင်ကိုလာကပြောပါတယ်။မဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးဗဟိုဌာနမှဟာဝိုင်မှာကျင်းပတဲ့15ကြိမ်မြောက်တောင်တရုတ်ပင်လယ်ညီလာခံမှာဒီလိုပြောခဲ့တာပါ တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့နဲ့ပိတ်ဆို့ဖို့အတွက်အစမ်းလေ့ကျင့်မှုကိုအရှိန်မြင့်လုပ်နေပြီးတောင်တရုတ်ပင်လယ်မှာဒီတက်ဖြန့်ချထားမှုနဲ့ရန်လိုတဲ့နေပြည်တော်ကိုတိုးမြင့်လှုပ်ဆောင်လာနေတာတွေ့ရတယ်လို့မှတ်ချက်ပြုပါတယ်။တောင်တရုတ်ပင်လယ်မှာကျူးကျော်ရန်ဆတ်မှုတားဆီးရေးရည်ရွယ်စုရဲ့ကြီးမားချက်မှာထိုင်ဝမ်ကာကွယ်ရေးအတွက်လည်းပါဝင်ကြောင်းသူကပြောပါတယ်။ American Pacific ရည်ရွယ်စုရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ရဲ့မဟာမိတ်တွေမိဘတွေနဲ့ပူးပေါင်းပြီးတော့အနောက်ပစိဖိတ်ဒေသတချို့ရန်လိုမှုကိုဟန်တာဖို့နဲ့လိုအပ်ရင် တိုက်ခိုက်ရေးမှာအောင်ပွဲခံရဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးကရှင်းပြပါတယ်။ဒီတောင်စီမစ်ရှင်ဟာတောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကိုလွှမ်းခြုံပြီးဒေသတွင်းအကျိုးဝင်တယ်လို့ဆိုပါတယ်။ဒေသတစ်ခုမှာပဋိပက္ခဓမ္မမုတ်အကြက်တဲတစ်ခုဖြစ်ရင်ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေရဲ့အကျိုးစီးပွားပဲထိခိုက်လိမ့်မယ်လို့ဆိုပါတယ်။ပစိဖိတ်ရင်းရင်စုမှလင်းရင်တင်သင်းမောနှစီဟာဒေသတွင်းလှုပ်ရှားဆောင်ရွက်နေပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကတောင်တရုတ်ပင်လယ်နဲ့ပင်လယ်တစ်ဝိုက်မှာ USS Nimitz ကတွာလာလှုပ်ရှားနေတယ်လို့ ဂျပန်မှာတက်ဆွဲထားပြီးအနောက်ပစိဖိတ်ဒေသမှာ USS George Washington ကကင်းလှည့်နေပါတယ်။ USS Tripoli ကိုရဲ့နှစ်သွဲချင်းမွေးသင်းမောဟာဂျပန်နိုင်ငံစာစီဘိုးရှိစစ်ကမ်းတကိုတွားနေပြီး USS America ကိုရဲ့နှစ်သွဲအသင်းဖြစ်ရေအုပ်စုဟာလက်ရှိ Australia မှာနှစ်နှစ်တကြိမ်ပြုလုပ်တဲ့ Talisman Server စီရင်လေ့ကျင့်မှုမှာရောက်ရှိနေပါတယ်။ဂျပန်ဟာအရှေ့အာရှရှိအဓိကပြည်ပခနယ်မြေ၄ခုအတွက်စိန်ခေါ်မှုပြဿနာတစ်ခုတည်းဖြစ်ရှိနေတဲ့အတွက် ပူပေါင်းတုံ့ပြန်မှုတခုတည်းသောစစ်ထဏာချုပ်ကိုတည်ထောင်ဖို့ဂျပန်ကတွန်းအားပေးပါတယ်လို့ဂျပန်နိုင်ငံကလေးရလေးလာရေးအင်စတီကျူကပြောပါတယ်။ထိုင်ဝမ်သားမပါဝင်ပါကအင်ဒိုပစိဖိတ်နိုင်ငံတွေဟာထိုင်ဝမ်ရေလက်ကြဒါမှမဟုတ်အရှိနဲ့တောင်တရုတ်ပင်လယ်မှာငင်းကြင်းရေးနဲ့တည်ငြိမ်ရေးအတွက်ရုန်းကန်ရနိုင်တယ်လို့ဆိုပါတယ်။ဘေကျင်းရဲ့ One China Policy မူဝါဒကြောင့်ထိုင်ဝမ်နဲ့စည်ရေးပူးပေါင်းဆောင်ရွက်ရမှာနိုင်ငံတွေအတွက်ခက်ခဲလာကြောင်းလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။တနေ့ကဆိုရင်ထိုင်ဝမ်ရေးလက်ကြောင်းကိုပြည်တင်စစ်သင်္ဘောကြီးတစင်းကဖြတ်တန်းခုံမောင်းတော်လို့တရုတ်ကကန့်ကွက်နေတာရဲတွေ့ရပါတယ်။ထိုင်ဝမ်ရေးလက်ကြောင်းမှာဒီလိုစစ်သင်္ဘောဖြတ်မောင်းတော်တာကိုပြည်တင်နဲ့ထိုင်ဝမ်ကလူသိထင်ရှားပြောဆိုတာကိုလည်းကန့်ကွက်တယ်လို့တရုတ်ရေးတကဆိုပါတယ်။ထိုင်ဝမ်ရေလကြောင်းကိုဗီဒီယိုစသင်းမောကင်းလက်ဖြစ်မောင်းတာဟာလိနစ်တာအတွင်းပထမဆုံးချိန်ဖြစ်တယ်လို့လွတ်လပ်စွာရေချောင်းသွားလာရေးအတွက်လုံခြုံရေးအာမခံချက်ပေးဖို့ဖြစ်တယ်လို့ဗီဒီယိုအာနာပိုင်တွေကပြောပါတယ် ထိုင်ဝမ်အာနာပါနီကလည်း HMS P စစ်သည်ပေါ်ထိုင်ဝမ်ရဲ့လက်ကြောင်းမှာကင်းလက်ဖြစ်မောင်းတာကြိုးစိုးကြောင်းပြောပါရယ်တရုတ်ကတော့ဘာမှကြိုးစိုးကြအကြောင်းမရှိဘူးဆိုပြီးပြန်တုတ်ပြန်ပါရယ်တရုတ်ဆိုရတာဝန်ရှိသူတွေကတော့ပြည်ထောင်စစ်သည်ပေါ်ကိုခီးစဉ်တစ်လျှောက်ကမ်းမြေဆောင်တက်တွေကလိုက်ပါဆောင်ကြည့်ခဲ့ပြီးပြည်ထောင်လုံရဟာတရုတ်ရဲ့အချုပ်ချာအာဏာကိုချင်းချောက်နေတယ်လို့ဆိုပါတယ်ချင်းချောက်ရန်ဆောင်မှုမှန်သမျှပြည့်ပြည့်သားသားလက်တော့ပြန်မယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ပြောဆိုထားပါတယ်